မိုက်ဆိုကအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့လေရှုံးသွားလို့မပြီးသေးဘူးတေလားဇလန်းကလေတကယ်ပြကိုပေါင်ကိုလှန်ထောင်းနေပြဿနာရအခုချိန်ကြီးဇလန်းကမပြီးနိုင်သေးဘူးကိုကိုရီပြိတ္တတယ်မှာတခြားလူတွေတော့မဟုတ်ဘူးဗျာကိုရီပြိတ္တတယ်မှာအဲ့ဒီ fight back လို့လေပြဿနာတကယ်သေးကြပြီလား ဆယ်ယောက်ဖြစ်သွားတဲ့အချိန်မှာ၅ယောက်တန်းကိုမဖြတ်ဘူးဆိုတာတေးကြလားတကယ်မြင်လားလားမြင်လားဆိုတော့မှတကယ်တဟုတ်လို့လားပြန်ကြည့်ပြီးပြီလားကိုဘောတေးချာဆုံးဖြတ်ပြီးသွားတော့မှပြောတဲ့စကားလားဒါမှမဟုတ်သူများပြောလို့ရောင်းလာလားကျွန်တော်ပြောမယ်အဲ့ဒီပြဿနာကဂရီနဘီကစားတာအဲ့ဂရီနဘီကတော့ပွဲတဲမှာသူကောင်မတီတာလုံးလုံးကပြောတယ်အဲ့ဒီပြောပြီးတော့အချိန်မှာဂျမီကရီကာကရူဘင်အမိုရင်ကိုချက်ပြီးတော့ထောက်တယ်အသေးပေါက်တယ်ဗျာပွဲကစောက်တလဲလို့လို့ရှုံးသားရတာဖြစ်သေးတယ်အခုထက်လာပြန်ပြီ အခု social media မှာတောက်လျှောက်အဲ့ဒါတွေတက်နေတာအဲ့ဒါတွေက Gary Neville ကဘာကြောင့်ပြောလဲဆိုတော့အဲ့မတိုင်ခင်က Ferguson နဲ့သူလောက်ထားတဲ့ interview မှာပြောတာ Ferguson အဲ့တော့ကသူတက်တက်ပြပြောပြတာပေါ့နော်သူကအဲ့ချိန်တော့သူတို့ take risk risk ယူတယ်ပေါ့နော်သူရဲ့သူရဲ့ပုံစံကသူတို့တေးပြနေတဲ့ပွဲမျိုးကြီးရှုံးနေတဲ့အဲ့မျိုးကြီးပွဲတွေဆိုလို့ရှိရင်တကိုးတည်းရှုံးနေမှာဘာပဲပြောပြောလူတွေအကုန်တင်နေပေါ့နော်တင်ပြီးတော့သူအဲ့ဒါကြောင့်မလို့သူရှုံးခဲ့ရတယ်တဲ့သူအများကြီးရှိတယ်လို့ပြောတယ်ကောင်တာထပ်ပေါ့ပြီဒါပေမဲ့ရှုံးတာတဲ့တစ်ခါလေးနိုင်သွားတယ်အဲ့ဒီ feeling ရသွားလို့ရှိရင် dressing room ထဲမှာ အဲ့ဒီငါတို့နောက်ဆုံးလေးမှာကတ်ပြီးနိုင်သွားတယ်ဆိုတဲ့အကြောင်းအဓိကပြောတာအဲ့ဖီလင်းလေးက aggressive ဟိုဝီလဲကရမှာဆိုလို့ရှိရင်အကောင်တော့နောက်တပွဲအတွက် confident ရတယ်ဖောက်ဇန်အဲ့ရစကားပြောတာအဲ့လိုပြောပြီးတဲ့ तू အဲ့လို interview လုပ်ပြီးသွားတဲ့အချိန်မှာအဲ့စကားက तू ဒီပွဲမှာ तू တက်ပြောတာလို့လဲကျွန်တော်ထင်တယ်အခုတလောမှာတည်ရမှာ Arabian Moro Fagusan နဲ့ဟိုအကောင်တော့နှိုင်းနေတာမျိုးတွေပြောရရင် Fagusan လိုမျိုးပြန်ဖြစ်လာပြီး Indiosa တိတ်လောက်ချင်တယ်ဆိုပြီးတော့အဲ့လိုမျိုးဖြစ်နေတော့ Gary Nabi က ိတ်မချင်းဘာကြောင့်လဲကျွန်တော်မသိဘူးဗျာဂရီနဗီအခုသူ Hall of Fame နဲ့ပြောတာဂရီနဗီတောက်လျှောက်နေပြောတယ်ပြီးတော့ Jamie Carragher ပြောတယ်အခု social media မှာတောက်လျှောက်တက်လာတယ်ကိုရီပရင်ကျွန်တော် comment တွေမှာလည်းတွေ့ရတယ်တကယ်ပဲနီးစနစ်နီးပြနေတာပြောပြတယ်တခုခုဆိုလို့ရှိရင်တပွဲရှုံးပြီဆိုရင်နီးစနစ်လိုက်နီးပြလိုက်နေအဲ့ဒီဟာပြဿနာပြောစရာပြအကုန်လုံးမှာရွေးအမိုးရင်းဘာတွေကောင်းအောင်လုပ်တယ်လို့လက်ချိုးကြည့်ပါဆိုလို့ချင်းရေးတာအများကြီးရှိတယ်အခုမက်တမောင်းတော့နေနဲ့ခေါ်ထားတဲ့လူဘယ်နှစ်ယောက်ပုတ်သွားလဲ အဲ့ဒီကကစားဖို့အ ਨੇ ဆုံးမစိုးဆိုတဲ့အကောင်လေးပုံပေါ်နေအကုန်လုံးစုပ်ပြတ်နေတဲ့အချိန်မှာဘသူတွေကကျွန်တော်တို့ဂိုးသွင်းနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေပြနေတယ်ဘယ်ကစားသမားပုတ်သွားလဲလူငယ်အမောရင်ခေါ်ထားတယ်ကအခုနောက်ခေါ်ထားတဲ့လူငယ်တွေလူငယ်တွေတိုးတက်လာတာတွေနောက်ပိုင်းအနာဂတ်တွေဘလောက်ကောင်းနေလဲအခုခေါ်နေတဲ့ပုံစံတွေအရင်ကနဲ့တူလို့လားအများကြီးရှိတယ်နော်ဒီနီးစနစ်နီးစနစ်ဒီ3 back 3 back ကိုပဲပြောမယ်3 back ဆိုတော့ကနောက်ဆုံးမှာတက်ရောက်ပဲထားခဲ့လို့အကုန်လုံးတက်လို့ရလို့ဇုံနေဇုံနေရှိတယ်442လို့ဆိုတာလက်ရောက်ထားခဲ့ရလို့ ။တက်ရထားမယ်ဆိုတက်မယ်ဆိုတော့တက်လို့ရတယ်။ဒါပေမဲ့အ ਨੇ ဆုံး3 back ကတက်ရောက်ပဲထားခဲ့ရလို့သူတို့ကပြောခဲ့။အဲ့တော့အဲ့ဒီပွဲကတကယ်ပဲသေချာပြီလား။အဲ့တော့အဲ့ဒါကိုပြန်မကြည့်နဲ့ကျွန်တော်ပြောမယ်။အဲ့ဒါကိုတက်တယ်ပြမယ်။အဲ့ဒါအပြင်ကိုပြီးွားလို့ရှိရင်ဘာဖြစ်လို့ကျွန်တော်တို့အဲ့ဒီပွဲကဆုတ်ဆုတ်ပြက်ပြက်နဲ့ရှုံးသွားတာလဲပါဆိုတာကိုအဓိကအကြောင်းရင်းကဘာလဲဆိုတာပါကျွန်တော်ပြောမယ်။ tactical အနေနဲ့အဲ့တော့ပထမဆုံးအနေနဲ့ပြကြင်တာတော့ဒီပုံပဲ။၄၈၃မိနစ် ဒုတိယပိုင်း83မိနစ်အဲ့80မတိုင်ခင်က main node ကိုဝင်လာပြီပေါ့နော်အဲ့မတိုင်ခင်ကတော့သူတို့ attacking လုပ်နေသေးတယ်ဒါပေမဲ့အဲ့လောက်ကြီး attacking မလုပ်ဘူး main node ကိုစပြီးဝင်လာတဲ့အချိန်တွေက attacking ပြောင်းသွားပြီ attacking ပြောင်းသွားပြီအဲ့ဒီအချိန်မှာ fight back လို့ပြောတဲ့ green navy valencia ကဘယ်နှလခံလဲကောအဲ့ဒီကောင်ကျွန်တော်ပြောတာဘာကိုပြောနေတာ fight back ဆိုတာဒီမှာကြည့်ကြည့်ဘယ်နေရာမှာ fight back အကုန်လုံးက9ယောက်အကုန်လုံးပဲဒီနေရာမှာ2ယောက်အကုန်လုံးအထဲမှာ ဲ့မှာ1 2 3 4 5 6 7 8 9 10ရောက်ကရှိမှာအနောက်မှာ delete တကောင်ပဲရှိတော့တယ်တယောက်ပဲကျန်တော့တာဘာမှလဲ9ယောက်3ယောက်တော့မဟုတ်တယောက်ပဲကျန်တာဒီနှကောင်မှာအแทဝင်ရပါဒါပဲရှိတော့တယ်ဗျာအကုန်လုံးအแท penalty area ပေါက်ဆဲဝင်အဲ့ဒါတော့မှ combat ပြပြနောက်ပိုင်းဖြစ်သွားတဲ့အချိန်မှာ penalty area ပေါက်ဆဲဟိုအကုန်ရောက်သွားတာ harry maguire မရှိတော့အแทမှာ harry maguire ရှိတော့ဆိုလို့ရှိရင်ဒီခါလေးအဲ့အแทမှာ4ယောက်5ယောက်လောက်ရှိရအခုက harry maguire မရှိတော့ daniel လည်းခေါင်းလိုက်တာတို့မကောင်းတော့တို့မထည့်လေးရအแทဟို တော့ဒီနေရာမှာနေမဟုတ်ဘူးဒီမှာအကုန်ရှိရယ်နော်ဒီနေရာနေမဟုတ်ဘူးဒါက Everton ကအဲ့ဒီဘွဲက low block လို့ဆိုပေမဲ့ Everton ကချက်ချက်ပြန်တိုက်တယ်နော် free kick ရရပါလို့ရှင် reset ပြန်လုပ်တယ်နော်အရှိန်အောင်အကုန်ပြန်ပြီးတင်တယ်နော်အဲ့မှာဟို Tower Ski လို့ပါလို့အရှိတီပြန်တက်လာတာနော်အကုန်လုံးကောင်းတိုက်ဖို့တည်ရအဲ့တော့ Manchester United အနောက်ဒီလည်းပြန်ပြီး defense လုပ်ပါတယ်သူက10ယောက်ဖြစ်သွားလို့အတောက်လျှောက်အနောက် low block မဟုတ်ဘူးနော် Jack Grealish နဲ့ Element Jack တို့ကဘောလုံးကိုတင်နိုင်တယ် ဘောလုံးတင်နိုင်ဆိုဘောလုံးမပြတ်သွားတော့သူတို့ခြောက်တယ်မှာအဲ့တော့သူတို့ဘောလုံးရသွားပြီဆိုဆွတ်ဆွတ်ဆုတ်ထုတ်သွားပြီးတော့သူတို့ကအဲ့ဟိုပန်နီရီယာဘောက်စ်ကဒေါင်လေးမှာပြန်ပြန်သွားနေတယ်အဲ့ဝင်ဝင်တာပါအာဗါလေကိုဒေါင်ကဘောနေရာတော့မှာဘောလုံးမရမကအဲ့လာတိတဲသွားတာအဲ့နေရာလေးတဲသွားတော့အကုန်လုံးကပြန်လိုက်ရမန်ချက်စတာယူနိုက်တက်ကအဲ့တော့အကုန်လုံးပြန်လိုက်လာတဲ့အတွက်အဲ့အချိန်မှာသူတို့ရဲ့ shape ကသူတို့ပြန်ပြီးတော့ပြန်ပြီး form ဖြစ်သွားတာပေါ့အဲ့တော့အဲ့တော့၅ရောက်တော့ပြန်ဖြစ်သွားတယ်လေအဲ့တော့အဲ့ဒီအချိန်မှာဗါရဗျရှိနေတာဟိုဥမာတခြားရှိနေတာရှိနေတာအရှိန်တန်းတွေထည့်အောင်ဘယ်သူတွေရှိလို့လဲ အရန်ကုန်ကိုလည်းစင်းရင်ကိုလည်းကြည့်ရပြီကြည့်ပြီလားအဲ့တော့အကယ်၍အဲ့စင်းနောက်ဆုံးတည်းဗျာနောက်ဆုံးတခြားချင်းသမ ्या ဆက်စကိုလို့မကြိုးလို့ပုံညာလို့မကြိုးလို့ထက်ထဲ့တယ်ပဲထားအောင်ထဲ့ပြီးွားလို့ရှိရင်အဲ့ဒီကောင်တွေပြန်လို့လို့ရှိရင်အဲ့ထဲ့တယ်ပဲအကုန်လုံးရှေ့တန်းတိုက်ဆက်သမားတွေပဲထဲ့ထားတယ်ဆိုတော့၅ရောက်တန်းပြန်လို့ပါပဲရှင်းပြောရင်စန်တာဘက်နေရာမှာအဲ့မကူညာကမထိုင်ပါပဲသူတို့ဖော်ကသူတို့ဖော်မယ်လေအဲ့တော့ကျွန်တော်ပြောချင်တာကအေဗာတန်ကပြန်ပြီးအတက်ကင်လုံနေတယ်တောက်လျှောက်နော်ဖရီကစ်တွေလည်းခဏခဏပြန်ရတယ်ဒီမှာမိနစ်85မိနစ်ဖြစ်လာပြီ အကုန်လုံးတဲမှာ running area ပေါက်ဆဲမှာသူတို့နောက်မှာ delivery ပဲရှိရအဲ့ဒီမှာဘောလုံးပြန်တဲလို့အာမတ်ကသူအထဲကိုထဲထဲလို့မရဘူးသူဒီမှာမင်းနဲ့60ရောက်သွားတဲ့အချိန်မှာပေါက်ဆဲမှာအကုန်လုံး Bruno လှမ်းပြီးကံမိုးကြီးစူးစမ်းတယ်အဲ့ပေါက်ဆဲမှာအမိုးမိုးကံမိုးကြီးစူးအဲ့ကြပေါက်ဆဲမှာအကုန်လုံး Lenny Yoro ရော Delort ရောဒီဘက်မှာသူတို့ကလောက်တာမှလေမျိုးစုံဝင်ဟိုဘက်ဒီဘက်နေတဲ့အချိန်မျိုးစုံတွေချင်းမျိုးကိုလုံနေတာအဲ့ဒီနေပွဲရဆိုလို့ရှိတယ်နောက်ဆုံး Center လေးမှာမှာထည့်အတွက်မှာ down gun ပေါက်ဆိုလို့ရှိရင်ဂိုးသမားမှာရှိရအောင် အဲ့တော့ဘယ်နေရာမှာ9ယောက်တန်းလဲကျွန်တော်တကယ်မမြင်လို့ကျွန်တော်ခုနပြောဆိုပဲ defense ပြန်လုပ်တဲ့အခါမှာ umpire တန်းကတိုက်တဲ့အခါမှာတော့9ယောက်တန်းပြန်ဖြစ်တယ်ကျွန်တော်မတကယ်မမြင်လို့မတွေ့လို့ဘယ်ဟာတွေကိုကြည့်ပြီးတော့ဘယ်ဟာကို9ယောက်တန်းလို့ပြောနေတယ်တော့ကျွန်တော်လည်းမသိအဲ့နေဘွယ်က okay နီးစနစ်ပိုင်းကမမဟုတ်မလို့မပြောဘူးဗျာမှားတယ်လူထွက်တာတွေမမဟုတ်လို့မပြောမှားတယ်သူ့ဟာလေသူအကြောင်းရှိတယ်လို့လည်းကျွန်တော်ပထမဗီဒီယိုမှာပြောသွားတယ်ဒါပေမဲ့ Manchester United ကအဲ့နေက အတင်းကစောက်တလွဲလုတ်လို့လည်းအသေးပေါက်သွားသေးတယ်ဘမ်ဘာတည်းဒုတိယတည်းရဲ့လည်းကြာတော့ပွဲကပြီးပစတော့ပြီးလာမှမကြသေးပါဘူးဆိုပြီးတော့အဖန်နေကနောက်တစ်မျိုးထပ်ပြီးတော့ဖြစ်နေတယ်အခုချိန်မှာ Manchester United ကတပွဲလောက်ရှုံးပြီဆိုတာနဲ့အဲဆက်ဆိုတာကြီးပဲနီးပြအောင်နီးစနစ်ကစောက်တလဲပြောတယ်ဒီအမိုရင်းကအစိုးကြီးကမလွယ်မမှန်ဘူးမမှန်ကျွန်တော်ပြောပြမယ် referee လည်းစောက်ဖို့မဟုတ်ဘူး Thomas Tuchel ရဲ့ဆရာ Godfather ဘာဖြစ်လို့တပွဲမှမနိုင်သွားလဲတပွဲမှမနိုင်ဘူးတော့မဟုတ်တော့အပေါ်ရှုံးပွဲအဲ့လောက်များလဲ referee နဲ့ သူ့ system နဲ့သူလာတာလေဗျာအခုအချိန်မှာအကုန်လုံးပြန်ပြီးတော့သူတို့ပြန်စတီဆောက်နေတာလေဗျာအကုန်လုံးပြန်အခုအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ပြောမယ်အဲ့နေပွဲကဘာကြောင့်ရှုံးလဲဆိုတော့ Everton ဘာကြောင့် Everton ကိုအဲ့လောက်ဆုံးဆုံးပြတ်ပြတ်ရှုံးလဲဆိုတော့ကျွန်တော်ပြမယ်ဒီမှာတချို့ပွဲတွေကလေပွဲစမှာတည်းက feeling ရှိတယ်ကျွန်တော်ဆိုအဲ့နေပွဲကစချိလိုက်တဲ့အတင်းကဆောက်တော့လေးလုံးပြီအဲ့နေကမလာမတိုင်ခင်ပွဲမစခင်တော့ Everton အေးအေးဆေးဆေးလေးနိုင်မယ်လို့ထင်လာတာပထမ0 0 0တော့မဟုတ်ဘူးပေါ့နော်တမင်းနှစ်လောက်မှာတည်းကတိနေပြီ Everton ဒီနေပွဲအလွယ်တော့ဘူးဆိုတာ မလွယ်တော့ဆိုတာ Manchester United ကန်နေတဲ့ပုံစံမလို့မလွယ်တော့ဆိုတာတည်တယ်အဲ့ဒီအတဲ့ကျွန်တော်ပြောမှာဒီမှာဆိုလို့ရှိရင်2မိနစ်ပုံစံ2မိနစ်ပေါ့နော်အဲ့ဒီနေ့ရဲ့အဓိကအဓိကဖြစ်တဲ့ပြဿနာကိုကျွန်တော်ပြောပြမယ်ဘယ်သူတွေလဲဆိုတာ Okay ဒီမှာ Zassia လိုက်နေတယ်ဘောလုံးဒီဘက်ပေးလိုက်တယ်ဂါနာကိုဘောလုံးဂါနာရသွားတဲ့အချိန်မှာ Casemiro ကလိုက်တာဒီမှာကြည့်နော် Casemiro နဲ့ဂါနာနဲ့ Luke Shaw ကဒီမှာ Perry နဲ့ Okay Zassia အနောက်ထိပြန်မလိုက်ဘူး Okay အမှတိုက်ဒီကောင်ကိုကြည့်အဲ့ဒါဘယ်သူလဲသိလား အတင်းကောင်းဆောင်ဘရူနိုဘရူနိုဘာလုပ်လဲဆိုတာချက်ကြည့်ဆော့ဆော့ဘာလုပ်တာကာစမီရိုကတ်ထားတဲ့ချိန်မှာဘရူနိုဘာလုပ်နေတလားဒီနှကောင်ဒီကိုပြေးကတ်တယ်ဒီအလဲတိုင်းတစ်ခုလုံးသူခပေးလိုက်တာဖွင့်ချပေးလိုက်တာအဲ့အလဲတိုင်းနှစ်ခုစလုံးအလဲတိုင်းတစ်ခုလုံးဘလို့ယူအဲ့လိုမျိုးဖွင့်ချပဲတခါမှမမြင်ဘူးကြည့်နှစ်ယောက်ဒီမှာဘာလို့နှစ်ယောက်ပြေးကတ်တာ တော်ဟူးကကာစီမီရိုဘောလုံးပေးလိုက်ပြီဒီမှာဇက်စီရှိတယ်ဘောလုံးကအရင်တော့ကပွဲရဒီနေရာမှာစကာစီမီရိုဘောလုံးရရင်ဘာလုပ်လဲသိလားဒီဘက်ကိုဒီလိုမျိုးဝင်းဆွဲရှယ်အဲ့ဒါတကုတ်ဒါမှမဟုတ်လို့ဒီရှိကဆက်စကိုဘောလုံးပေးတယ်ဆက်စကိုနဲ့ဒီမှာဘရူနိုနဲ့ပြန်တွဲပြီးတော့သူတို့ဒီနေရာမှာကစားတယ်ဆက်စကိုနဲ့နောက်တစ်ခုကဘာလုပ်လဲဆိုတော့ကောင်ညာဆိုလို့ရှိရင်ဒီနေရာ ళి ဘောလုံးစင်းယူပြီးတော့အဲ့ကောင်ညာကဒီမှာလှည့်ထွက်ပြီးဒီကြားထဲကနေပြီးတော့ဘောကယ်ပြီးလောက်တယ် ဘောဂယ်ရီလောက်တယ်အခုကွန်ညာလည်းမရှိဘူးဆက်စကိုလည်းမရှိဘူးဒီဘက်ချမ်းကလည်းအမတ်တို့ကမရှိတော့သူတို့ဘာဖြစ်သွားဘာလုပ်လဲဆိုတော့ကာဆမီရိုနဲ့ဘလုံးတို့ဘာလုပ်လဲကြည့်အနောက်ကိုပြန်ပေးတယ်ဒိုဂူကိုပြန်ပေးတယ်ဒိုဂူနောက်ကိုပြန်လို့ချာဘောလုံးအဲ့လိုပြန်ပြီးတော့တေသွားတယ်အဲ့နေရာဖြစ်နေပြဿနာဒီနှစ်ယောက်အတီးကကြည့်ဒီမှာဆိုလို့ရှိရင်အဲ့ဒီနီးစနစ်ကျွန်တော်နောက်တစ်ခုကအမိုရီရဲ့နီးစနစ်ကိုပြောမှာဆိုတော့အမိုရီရဲ့နီးစနစ်ကအလဲတန်းမှာအမြဲတမ်းနှစ်ယောက်က အပေါက်ကြီးတွေဖြစ်နေတယ်ဆိုတော့ဂျေမီကာရကာတို့ပြောနေတယ်တကယ်ဆရာကြီးတွေပြောနေတယ်ဟာပြောတယ်ဒီနေရာမှာဘသူလဲဘယ်နှစ်ယောက်ရှိတယ်လူကြီးကြီးလိုက်အဗန်တန်ရဲ့လူနဲ့အလဲတန်းဘယ်နှစ်ယောက်ရှိတယ်တစ်ယောက်နှစ်ယောက်သုံးယောက်ဒီမှာအလဲတန်းမဇရာဝီရှိတက်လာရင်မှာ၄ယောက်တောင်ရှိတယ်အဲ့အလဲတန်းမှာ၄ယောက်ရှိတယ်အဲ့တဲ့နေရာထဲမှာလေဒီမှာ delete delete ရောရောရောမှာ grey list ဒီမှာ customer တို့ဒီမှာဒီမှာဒီမှာအကုန်လုံးဘယ်နေရာမှာလူလူရှိနေလို့လဲ မန်ချက်စတာယူနိုက်တက်ကဘယ်နေရာမှာလူလို့နေလဲအလဲတန်းမှာနီးစနစ်လားတကယ်ပဲနီးစနစ်လားဒီမှာတန်းကအနောက်ထိဆင်းလာတယ်အဓိကအဲ့ဒါလေ343 system pressing game okay အဲ့ဒီမှာအမ်ဘိုမဘောလုံးရတယ် okay အဲ့မှာဘောကယ်ရီဘယ်လောက်ကောင်းလဲဆိုတာခုနကဆမေရိုရောဘရူနိုရောလုံးလို့မရဘူးဆိုတာကိုညာရောပဲလုံးလို့ရတယ်အခုအဲ့ဒါလေးကဘသူခေါ်ထားတာလဲဒီနေ့အဲ့မှာဘောလုံးကိုတောက်လျှောက် ဘောလုံးရတယ်ဘောလုံးမတုစီရပြတ်မသွားဘူးဒီဘက်ချမ်းကိုသူဝင်ဖြဲ့ပေးတယ်ဒိုဟုကိုဘောလုံးပေးလိုက်တယ်ဒိုဟုကနေပြီးတော့ပြန်ပြီးတော့ဘောလုံးချပေးတယ်အာမတ်ကိုအဲ့တော့အဲ့ဒီနေရာမှာမလုံးရမှာဘောလုံးကိုတတားလေးသူလှုပ်ပြီးတော့ဒီနေရာကိုပြန်ပြီးတော့ဇက်စီလုံးနဲ့ပြန်တွဲလို့ရတယ်ဒိုဟုကိုတီလို့ဖိလို့ရအဲ့ဒီနေရာမှာအန်ပူမိုဆိုလိုပဲဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဟိုတစ်ခေါက်တော့မှတ်မိလားအန်ပူမိုဒီဘက်ချမ်းမှာထားတော့ကသူတောက်လျှောက်ဘဲချလောက်နဲ့လှည့်ပြီးတော့တန်းပြီးပေးတယ်ဒိုဟုဒီဘက်ကနေပြေးထွက်လို့ရတယ် ဒါမှမဟုတ်ရှင်ဆက်စကိုလို့ဆိုဒီနေရာကိုရောက်နေပြီနောက်တစ်ခုအရေးကြီးဆုံးကကာဆီမီရိုနဲ့ဘရူနိုဘမာရုံပြန်ကြီးရောနောက်နည်းနည်းပြန်ကြောပြန်ရေးပြမယ်နော်အမ်ဘူမော်ကဘောလုံးကိုယူပြီးတော့တစ်ဖက်ကလိုက်ပြီး pressure ပေးနေအောင်ဖိအားပေးနေတာကိုမရမကဘောဒီတားပြီးတော့ဟိုဘက်ချက်ကိုဝင်းဆွစ်ချက်ချိန်မှာဆီယာသမားဘာလုံးနေလဲကြည်နှစ်ယောက်ဘောလုံးအမိုင်အဲ့လိုကြည်နေတာဟိုဘက်ကတော့မှဲ့ကြည်ပြော်ဒီမှာဘသူအမ်ဘူမိုသူကဟိုမော်ဒယ်ရှိုးရှောက်တာကိုကြည့်ထိုင်ကြည့်နေတယ်မတက်ရက်ကြည့်နေတာ ပါတော့အဲ့မှာသူသဘောမအဲ့ဒီအချိန်မှာသူဘာလုပ်ရမှာသူသဘောမပေါက်သေးတာဒီနေ့ရောဘာမှလည်းသူ့ရဲ့ဟိုက support လမ်းလျှောက်နေတယ် support ဘာမှလည်းချင်းချင်းအောက်ကိုပြေးဆင်းလာပြီး support ပေးရမှာအဲ့တော့အမကဒီနေ့မှာတက်ရောက်တယ်သူ့မှာအကယ်၍ boss skill မရှိလို့ရှင်သူဘယ်နေရာသူဘယ်လိုလက်ထွက်ဖို့သူနှစ်ကောင်ကဖိတာလားဒီနေရာမှာဘယ်နေရာမှာလဲသူ့ကိုလူပေးဖို့ option ဒီနေရာမှာ option ဘယ်မှာလာပေးလဲလာဖွင့်ပေးလဲ ဲ့တော့ तू ဘာလောက်ကလဲ तू မတလေးပဲရှိရလေဒီမှာဆရာသမားအဲ့နေရာမှာရှိနေတော့ဒီနေရာကြီးကကြည့်ရအနောက်ကိုပြန်ပြီးတော့ပေးရတနည်းပဲရှိတယ် तू ပေးရမှာမကြည့်ရဒီမှာဆိုကြည့် delete okay လဲနေရောဒီမှာလီဇန်ဒရိုမာတီနက်ဆိုလဲတောက်တောက်ပါ delete food i 343 sister ဒီမှာမဇရာဝီရှိတယ်ဘောလုံးကဒီလိုသွားလို့ရတယ် ဒီနေရာမှာနံပါတ်10လာဆင်းပေးတယ်အမ်ပူမိုရှိတယ်ဘောလုံးကဒီနေရာကိုသွားလို့ရတယ်အဲ့ဒီကပြီးပို့ပြီးကောင်းတဲ့ဘောလုံးကိုပေးနိုင်တယ်လီဇန်ဒိုရိုလိုင်းဘရိတ်ကြီးပေးနိုင်တယ်ဆိုဒီနေရာဘောလုံးဆန်စီတီသူတန်းပေးလို့ရတယ်သူဘာလုပ်လဲလဲနီယောလိုရှိသွားတယ်လဲနီယောရိုကရောလူရှောနဲ့မတူတာကျွန်တော်ပြောပြမယ်အဲ့ဒီပွဲကလဲနီယောရို အမြင်လူရှော့ကဟထားပေးတယ်။သူကဘဲချက်တော့လဲဖြစ်တယ်ဟထားပေးတဲ့အတွက်သူဘောလုံးအကေဒီဘက်ကိုရောက်လို့ရှိရင်သူချက်ချင်းဒီဘက်ကိုဒိုဟုကိုပြောင်းပြီးထိုးလို့ရတယ်။ဒီကောင်ကတ်လို့မရသေးဘူး။ဒီလည်းမကြိုက်ကတ်လို့မရသေးဘူး။လန်နီယော်ရိုရဲ့ပုံစံ body position ကိုကြည့်ကြည့်။အရန်ကတ်လုံးအောင်ချိတယ်တလီနဲ့။အကေကပေးလိုက်လို့ရှိရင် Jack Grealish press ပြီးဆိုတာသူချက်ချင်း ambo mo ကို तू ပေးလို့အမောင် ambo mo ရောဖြစ်တယ်။ Mesrawi ကို तू ချပေးလို့ရတယ်လား။ तू ချမပေးဘူး။ချမပေးလို့ရတယ်။ဒီကောင် away ကျန်တာ away 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 သူ့ရဲ့ position ကဒီဘက်ကနေဒီဘက်ကိုပဲကြည့်နေတာ။ နားမလဲကျွန်တော်အင်းလေးကကစားသမားတွေရဲ့ကစားရပုံစံတကားကနီးစနစ်မဟုတ်ဘူးနေရာချထားတာလည်းမဟုတ်ဘူးကစားသမားတွေရဲ့ဆုံးဖြတ်ချက်တွေနဲ့သူတို့ရဲ့ပုံစံတွေကကျွန်တော်နားမလဲဘူးအင်းလေးပွဲတကယ်ပြောတာကျွန်တော်ပြန်ကြည့်ရတယ်ကျွန်တော်တကယ်နားမလဲဘူးဒီစနစ်မဟုတ်ဘူးလုံးဝမဟုတ်ဘူးနီးစနစ်ဒီပြားနဲ့ဘာမှမဆိုင်လူမရှိတာသူ့နေရာနဲ့သူလူမရှိတာဒီ quality မရှိတာဒီကစားသမားတွေဒီမှာဆိုလို့ရှိရင်လေဒီအလဲလဲနှစ်ယောက်ပဲကျွန်တော်အဲ့ဒီပွဲကပြောချင်တယ်ဗျ Bruno ဘရူနိုကဟုတ်ပါတယ်ကျွန်တော်တို့အသင်းကိုတောက်လျှောက်ဥစားဖြစ်ခဲ့တာလက်ခံတယ်ဘရူနိုကနံပါတ်တခြားနေရာမှာရှိနေတယ်ဆိုတော့လက်ခံတယ်ဘရူနိုကသူဒီနေရာမှာဘာကြောင့်ရောက်နေဆိုတော့အလဲတန်းမှာလူမရှိလို့တခြားလူတွေနဲ့ရှင်းလိုက်ဘရူနိုရှိမှရောက်ဒါပေမဲ့ဘရူနိုလည်းရှိလေတခြား အလဲတိုင်းအနေနဲ့ရှင်းလိုက်ရင် Nottingham Forest တို့တခြား Crystal Palace တို့ကအလဲတိုင်းအနေနဲ့ရှင်းလိုက်ရင်ကျွန်တော်တို့မှာရှိတဲ့အလဲတိုင်းနှစ်ယောက်ကဘာမှတုံးစားလို့မရဒီနီးစနစ်ကိုမနာဟုမလဲပြီးတော့ဘာလို့လို့လုံးဝမမ်းကိုမသိတဲ့နှစ်ယောက်ဖြစ်နေတာအဲ့တော့ဒီပွဲတွေကရှုံးအောင်ပါပဲ Casemiro ဒီမှာ Bruno ရဲ့နှစ်ယောက်ကြားတဲ့အချိန်မှာ Casemiro အရင်တော့ဘာလို့အရင်တခြားပွဲတွေကဘာလို့လဲသူအမြဲတမ်းသူ့ Casemiro အဲ့အလဲတိုင်းမှာကြိုက်နေတာဘာလဲအမြဲတမ်း Dumfries နဲ့ဒီဝင်းတွေကိုဖျက်တာနေ ဝင်းလေးကိုချက်ချင်းပန်းလေးပန်းလေးဖြတ်ပြီးတော့တစ်ချက်လေးနဲ့ဝမ်းတက်ရှင်နောက်ပေါက်လေးနဲ့ဒီလိုမျိုးလေးလှဲ့ပြီးတော့လှဲ့တော့မကြည့်ပဲနောက်ပေါက်လေးနဲ့ပေးတဲ့အလုပ်လေးအခု customer ကိုကြည့်ရောဒီအနေပွဲကဘာကြီးလုပ်လဲဆိုတာဘောလုံးရလာတဲ့အချိန်မှာဥမာမန်ဇရာဝီဘောလုံးတောင်းနေတယ်ဘောလုံးကချင်းချင်းလေးဒီမှာအချိန်လဲရတယ်ဒီနေရာကိုပေးရမှာကျွန်တော်အဲ့ဒီပွဲတကယ်စဉ်းစားလို့မရတာဗျာတကယ်ပဲနှစ်ပတ်နားလိုက်လို့ဒီကောင်လေးနိုင်ငံပွဲတွေမှာကစားသွားလို့သူတို့ မန်ချက်စတာယူနိုက်တက်ကကစားတဲ့ပုံစံသူတို့မေ့သွားတာလားတော့ကျွန်တော်လည်းမသိဘာဖြစ်လို့ဖြစ်သွားမှန်းမသိအဲ့ဒီဝေကအခုရှိတာပေါ့နော်အကုန်ဘူကီတွေဘူကီတွေပြောတော့ကျွန်တော်တော့မထင်ဘူးအဲ့ဒီဝေကကစားသမားတွေဘလို့များကစားလဲကျွန်တော်စဉ်းစားလို့မရဘူးဗျာဒီမှာကတ်စင်မယ်လို့အဲ့တော့အဲ့ဒါတကယ်ပဲနီးစနစ်လားနီးပြနဲ့ဘာဆိုင်လဲကာကွယ်နေတာမဟုတ်ဘူးဗျာမြင်နေတဲ့မျက်လုံးကဟာဗျာဂုံအုံးတော့နဲ့စဉ်းစားကြည့်ရတယ်ဒီမှာဆိုလို့ရှိရင်လည်းနောက်တစ်ခု ကိုသမားကဂျော်ဒန်ပစ်ဖို့ကဂေဂျီကိုပေးလိုက်တဲ့အချိန်မှာအဲ့ဒါနောက်အနီးကမရသေးတဲ့အချိန်မှာတောက်လျှောက်အမားတွေလုံနေတာတော့အဲ့ဒါနီးပြနဲ့ဆိုင်တာနီးဆက်နဲ့ဆိုင်တာကစားသမားအမားဂေဂျီဘောလုံးရတဲ့အချိန်မှာဘရူနိုကိုကြည့်ဘရူနိုပဲသွားလိုက်ကြည့်ချီတော့ချီရောဒီနေရာမှာစော့နေတာဘာလို့လို့လောက်အောင်မသိတာတကယ်ဆိုဆိုဒီနေရာရဲ့ကစားပုံစံဘလို့ကစားရမယ်ဆိုသူလုံးဝနားမလဲ ဘေးရင်မှာထွက်သွားတယ်အဲ့ဒါလေးအပြင်ဟိုပွဲပြီးတဲ့အချိန်မှာအင်တာဗျူးလုပ်သွားတယ်ဆိုတော့မဂိုဘရစ်ကိုရည်ရဲသွားအကြီးကြီးဆဲတာသူ့ပုံစံနဲ့သူ့ကိုနီးပြဘာလို့အဲ့မှာထားလဲဆိုတော့သူပြေးနိုင်လို့အနောက်ကိုသူပြန်လိုက်နိုင်လို့ဘောလုံးကိုပြန်ပြီး recovery လုပ်နိုင်လို့ဆိုပြီးပြောထားတယ်အဲ့ဒီခါတော့သူအဲ့လိုပြောသွားတော့ပွဲပြီးတော့မဟုတ်9မိနစ်မှာပွဲဆာမှာနော်ပွဲမပန်းသေးဘူးနော်ချီရောကီကသူ့အဲ့လိုလဲထွက်သွားသူအဲ့လိုမျိုးဖြစ်သွားတယ်သူ့ကိုချန်ခဲ့တယ်ပြီးသူ့ကိုပဲလိုက်ကြည့်သူဘယ်နေအောင်ပြေးလဲသူဘာလုပ်လဲပဲသူ ဂေယီကအသက်ဘယ်လောက်လဲဆိုတာသိတာအဂေယီကအသက်36နော်အသက်36တမပြေးနေတဲ့နှုံးကိုကြည့်ကာဆီမီရိုကိုလည်းကြည့်ကာဆီမီရိုကအနောက်ကဒီကောင်ပြေးသွားပြီအဲ့တော့ဒလိကသူလိုက်တယ်ဒီကိုပြန်လိုက်ကြတော့မယ်ဘာလို့တော့ကာဆီမီရိုခြံထားလဲကာဆီမီရိုတက်ပြီး press တယ်အဲ့မှာကာဆီမီရို press တင်လားပါစင်လင်းကိုဖြတ်တင်လားဆိုတာစဉ်းစားလာကြည့် ဟိုဘက်ကိုပေးသွားတယ်ဘာလို့ဒလိကသူ့ချန်ခဲလို့မရတော့ဘူးဒီဘက်ကိုဂါနာအာဒီဘက်ကလွတ်သွားပြီဆိုသူလိုက်ရတော့မှာအဲ့ဒီမှာဘရူနိုပဲကြည်နော် GE 36နဲ့ဘယ်နေရာကိုရောက်နေပြီဒီမှာကြည်အဲ့လုံကန်ကောင်းလို့မကိုးတာနော်ဒီနေရာကိုရောက်နေပြီဘရူနိုလမ်းလျှောက်နေပြီဘာမှလဲသူ့ရဲ့ defensive rate ဒီဘက်က element jack ကိုပေးပြီ element jack ဒီမှာနေထားပြီကန်ကောင်းလိုက်နေမှာအဲ့ဒါမကိုးတာ6မိနစ်အစာပိုင်းပဲရှိသေးတယ် ီမှာတယောက်เนาะဒီမှာတယောက်ဘရူနိုဘာလုံးနေရလဲဒီမှာသူဘာလုံးကမှာလဲအလဲတန်းအမ်ဘူမိုနံပါတ်10ရာသူ့နောက်မှာ အမတ်တို့နောက်ပြန်လိုက်နေပြီ10ရာသူ့ရဲ့နောက်မှာသူဘာလုံးနေရလဲအလဲတန်းသူဘာလုံးနေတာဇက်စီဒီနယ်ရောက်နေပြီသူဘာလုံးနေတာရှင်မှာဒီမှာတကောင်ကြီးလွတ်နေတယ်ဒီမှာတကောင်ကြီးလွတ်နေတယ်ဒီကောင်ကတော့ဂျိုက်ကတော့လူရှော့ကတ်ပါပေါ့ဒီကောင်ကဘယ်သူကတ်မှာတော့ ဒီကောင်ရွာတော့ဘာလုပ်နေတဲ့သူလမ်းလျှောက်နေတော့အဲ့တော့ तू ကဗဒင်းရမှာကစားနေရတယ်နံပါတ်6လားနံပါတ်7လားနံပါတ်10လားတော့ကအဲ့လုံးလဲကန်ကောင်းလို့အဲ့တော့အဲ့နေရ Everton ကန်သွားတဲ့လုံးတွေပောက်သွားတဲ့အလုံးတွေတခုလုံးအကုန်လုံးကလေ Bruno တယောက်တည်းအမားနေကြောင်းမှန်တိုင်းပြောတာဒီမှာဆိုလို့ရှိရင်လေ Bruno ကြည့် तू ဘာလုပ်ရပါလဲ ဒီမှာကတ်ဆင်မရိုဒီဘက်ရောက်လာတယ်။ပြီးတော့ကတ်ဆင်မရိုကတ်တယ်။အဲ့ဒီဂျားလေးကတွင်းသွားတာ။အနီကဖြစ်နေပြီနော်။ဆရာသမားနှစ်ယောက်ဘရူနိုကဘသူ့ကိုကတ်မှာလဲ။ဒီကောင်းကိုကတ်မှာလား။ဒါမဟုတ်လို့ချင်းသူ့ကိုတက်ကတ်မှာလား။ဘသူ့ကိုဘာလုပ်မှာလဲ။ဒါကသူ့ဘာလုပ်နေလဲ။ဒီဘက်ဝင်းရောဘသူ့ဘသူရှိလို့သူကကတ်နေအဲ့ဘက်ဝင်း။ဒီဘက်ဝင်းရောဘသူပေးမှာဆိုလို့လဲ။ Jet Grillish ရပေးမှာလားသူသိလား။ 哟，都是你要加的呀，你看，什么哟，别别考啊，哎，来你加的呀，你不能讲话。简单。OK，不能讲话喂，都来得了，撇得了，不漏的。Choose freehold。这是什么？这是什么？Choose freehold，是啥子？这都是啥玩意？啥子东西呢？Bruno Vici，这啥东西呢？Bruno Vici，好弄啊，哎嘛，再干么？赌呢？来呢？不漏嘛？哎嘛？ ဂျက်ဂရီလစ်ယူအဲ့မှာကာစီမီရိုသူလှမ်းကြည့်တယ်ကာစီမီရိုကဒီရှိရကောင်သူလှမ်းကြည့်တယ်သူမကတ်ဘူးပြီးတော့ဘောလုံးကြတော့သူအဲ့တခြားသူဘာလုပ်မယ်ဆိုတဲ့ဟာကိုအကယ်၍သူကာစီမီရိုလာပြေးကတ်ခိုင်းတယ်ဆိုတော့သူသူဒီကောင်ယူပြေးတော့ကတ်ပြီလားဒီမှာလူရှိတဲ့အတွက် तू ပေးမယ်ကောင်ကပိတ်ထားပြီးတော့ဘယ်လမ်းကို तू ပိတ်တာပြီးသွားတော့မှအနောက်ကနေပြန်လာပြီ ဲ့တော့အဲ့ဒီနေ့ကတကယ်တမ်းကျွန်တော်ဆုဆုပြက်ပြက်နဲ့ Everton ကိုကန်လိုက်ရတယ်ဖြစ်တယ်အခြေအနေပေါ့အဲ့ဒါဘာကြောင့်ဖြစ်တာလဲဆိုတော့ကိုဘဘစဉ်းစားကြည့်ပေါ့ဗျကျွန်တော်အနေနဲ့နီးစနစ်ပိုင်းနဲ့နီးပြပိုင်းကိုပြအကုန်လုံးပုံချပြီးတော့ဖြစ်နေတာတွေကတော့တဘာဝမကြဘူးလို့တော့ကျွန်တော်တကယ်ထင်မိတယ်နော်သူတို့နှစ်တပတ်တိတိချားသွားလို့လားနိုင်ငံပွဲတွေမှာတခြားအသင်းတွေပြောင်းပြီးကန်လိုက်လို့ရလို့လားကျွန်တော်နားမလည်ဘူးဒါပေမဲ့ဘာကြောင့်ဖြစ်သွားလဲဆိုတာတော့ ထင်ရှားကြီးနဲ့အတိအသာကြီးအားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ကြမယ်